အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဒီညကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒါဒီဗီဒီယိုဒီနေ့ညနေလောက်တာခဲ့အစီအစဉ်ကတော့ဒါကျွန်တော်တို့လူကြီးမင်းတွေတယ်လီကောမ်ကဒါကျွန်တော်အသည့်ထဲမှာဒါကျွန်တော်ရဲ့လက်ရှိ physical page ရဒါကျွန်တော်တို့ share တွေရောဘာတွေရောမှာမြင်တဲ့ telecom ကလူကြီးမင်းများခင်ဗျာဒါကျွန်တော်မြစ်တာရက်ခံရချင်ပါတယ် လက်ရှိချိန်မှာဒါကျွန်တော်ငလင်နဲ့ပတ်သက်ပြီးအကုန်လုံးပူဆွေးတော့ကရောက်နေဆိုအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။အကုန်လုံးတက်နိုင်တဲ့ဘက်ကနေပြီးတော့ဒါကုညီနေတယ်ဆိုတာကိုလည်းအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။ဒီနေ့မှလည်းဒါတကီးဆောင်နဲ့ပတ်သက်ပြီးဒါကျွန်တော်ညနေ9:00နာရီလောက်နဲ့9:00နာရီခွဲလောက်မှာလည်းကျွန်တော်ရဲ့ Facebook page တင်ပြီးကျွန်တော်ရဲ့ pass နဲ့ account မှာလည်းတကီးဆောင်နဲ့ပတ်သက်ပြီးကျွန်တော်တင်ပြီးထားပြီးဖြစ်ပါတယ်။ အဲ့ဒါကလည်းယူဂျီမင်းတို့နေနဲ့လက်ရှိမှာဒါကျွန်တော်တို့အဖက်ဖက်ကနေတက်နိုင်တဲ့ပုံစံမျိုးလေးတွေဒါလုတ်ပေးနေတာတွေ့ပါတယ်ဒီတော့လည်းအများကြီးကျူးတင်ပါတယ်ဒါကျွန်တော်ခုနပြောသေးပဲ100ကမိနစ်100ဒီလိုမျိုးပုံစံမျိုးတွေသွားနေတယ်ကျွန်တော်အနေနဲ့ဒီလိုမျိုးစီမင်းစီကန်တချို့လည်းကျွန်တော်တည်ပြီးသားဖြစ်ပါတယ်ဒါသူများနိုင်ငံလိုမျိုး free pay လို့မရတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့တချို့တော်လူတွေအနေနဲ့ဒါကျွန်တော် free အဲ့ပေါ့ telecom တွေနေ free pay လို့ရတဲ့ season တွေမရှိဘူးအရင်တုန်းကလေဘုံဘောလောဒါကျွန်တော်တို့သတ်မှတ်ထားတဲ့အောက်ကိုဒါကျွန်တော် short ပိုင်ကိုမရှိတဲ့ကြောင့်ဒါတက်နိုင်တဲ့ဘက်ကနေပြီးတော့ကူညီပေးနေတာကိုလည်းကျွန်တော်နားလေပါတယ်ဒါပေမဲ့အခုတလုံးမှာဒါကျွန်တော်လက်ရှိဖုန်းတွေထဲမှာ ဝင်လာတဲ့ message တွေကတော်တော်လေးကိုဆိုးရွားလာခဲ့ပြီဖြစ်တယ်။ဒါကျွန်တော်တို့ဖုန်းနံပါတ်တွေကိုဘယ်ကနေဘလို့ရလဲမသိပေမဲ့တော်တော်လေးကိုအာယုံနောက်အောင်အတားဖြစ်ပါတယ်။အခုလက်ရှိမှာဒါကျွန်တော်တို့လူငယ်တွေလူကြီးတွေအနေနဲ့ဒီဖုန်းကိုအားကိုအားထားပြုပြီး notification တွေကိုယူနေကြတာဖြစ်ပါတယ်။လူကြီးလူငယ်မရွေးတော်တော်လေးကိုဒီဖုန်းကိုပဲအားထားတယ်။ဖုန်းတစ်ကြိမ်လှုပ်လာပြီဆိုရင်အခုချိန်မှာဒါကျွန်တော်အကုန်လုံးက trauma တစ်ကြိမ်ရရတာဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လက်ရှိချိန်မှာဒါဖုန်းကိုမလိုအပ်ဘဲနဲ့ဒါကျွန်တော်အတန်မလိုတာကြောင့် silent မထားဖြစ်တယ်။ဒါပေမဲ့ဖုန်းတစ်ကြိမ်လှုပ်လာပြီး message ကဒါကျွန်တော် number စိမ်းတစ်ခုဝင်လာပြီဆိုအကုန်လုံးကကြောက် င်းနေတာဖြစ်ပါတယ်အခုလိုအချိန်မျိုးမှာလူပြောက်တွေများနေတဲ့အချိန်လူတွေလိုအပ်နေတဲ့အချိန်မှာတော့ဒါကျွန်တော်အမှန်တိုင်းပြောရမယ်ဆိုရင်ပို့ပို့ပြီးတော့ကြောက်စရာကောင်းပါတယ်အဲ့တော့ခုနကပြောဒီဇိုင်းနံပါတ်တစ်ခုခင်ဗျားတို့ခင်ဗျားတို့စီကိုဝင်လာခဲ့သည်ရှိရောခင်ဗျားတို့မလတ်မနေမလားကျွန်တော်တို့လိုခုနကပြောလိုပဲဟူ anxiety ရှိရလို့ဆိုပူဆိုးတဲ့နေမှာပါတယ်အခုလိုမျိုးဒါကျွန်တော်တို့ငလင်းနဲ့ပတ်သက်ပြီးတော့ tremors တွေစောက်ရမ်းများနေတဲ့အချိန်မှာ ဒါမျိုးကတော်တော်လေးကိုအောက်တန်းကြတဲ့လုပ်ရလို့ကျွန်တော်လည်းမြင်မိတော့မှာပါပဲ။လုပ်တဲ့ကောင်ကတော့ကြားဖြန့်ဆိုရညင်းစရာမလိုဘူး။ဒါသူတို့ပဲလုပ်မှာဖြစ်ပါတယ်။ကျွန်တော်ဒါခုနပေါ်လက်ရှိမှာတရက်ကို3ဆောင်နဲ့5ဆောင်ကြာပို့နေတာကိုတွေ့ရမယ်။ဒါခုနပေါ်လူကြီးတို့နေဟာငါတို့တယ်လီကွန်နဲ့ဘာဆိုင်လဲမေးမယ်ဆိုရင်တော့ဒီဟာက breach ဖြစ်တယ်ဖြစ်ပါတယ်။ကျွန်တော်ဘာလို့ဒါကိုတက်အပ်ပြောနိုင်လဲ။ကျွန်တော်ရဲ့ဖုန်းနံပါတ်တွေကိုကျွန်တော်မြန်မာနိုင်ငံက base service တွေကိုမှကျွန်တော် sign တာမလုပ်ပါဘူး။ ျွန်တော်တောင်းကျွန်တော်ကိုကျွန်တော်ဒါကျွန်တော်တို့ security က conscious ဖြစ်တဲ့လူငယ် conscious ဖြစ်တဲ့လူငယ်တွေရဲ့တကူဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကျွန်တော် phone number ကြီးကိုတွေ့ကြရလူတွေကိုရှောက်ပေးနေတဲ့လူတွေမဟုတ်ပါဘူးအခုလက်ရှိမှာကျွန်တော်လူ၁၀ယောက်မှ၁၀ယောက်ကြီးမေးရင်ဒီဟာကြီးကအကုန်လုံးလက်ခံရရှိနေဖြစ်ပါတယ်ခုနကပြောသူဒါလူကြီးလူငယ်ရုပ်လာရဲ့အရွယ်ဟောပေါ့အသက်ရွယ်မကြီးအခုချိန်မှာရင်ဆိုင်နေရတာဖြစ်တယ်ဒါကြီးကိုဒါကျွန်တော်အများကြီးဝိုင်းဝန်းကူညီပေးပါခင်ဗျားတို့ data breach ဖြစ်တာကျွန်တော်နားလေတယ် ဒီ debris ရွှေ့တယ်ဆိုတော့ဒါကြောင့်နိုင်ငံတိုင်းမှာလည်းဖြစ်နေကြမှုကျွန်တော်အနေနဲ့နားလေပြီးလို့ရပါတယ်။ဒါကြီးကိုမရက်တက်မင်းနဲ့ငုတ်တူရက်ကြီးနေတာတော့ကျွန်တော်အနေနဲ့မသိတော့ဘူးလို့မြင်ပါတယ်။အခုလက်ရှိမှာခင်ဗျားတို့သက်တေတာတကွာနဲ့ကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီလိုမျိုးတက်ကျွန်တော် message တွေကိုတွေ့ရဖြစ်ပါတယ်ကျွန်တော်အနေနဲ့အပူစကားကိုပြောနေတာမဟုတ်ပါဘူးတဟာ reality မှာဖြစ်နေပါတယ်အောက်ဆုံးစာကြောင်းဆိုတော်တော်လေးကိုအကြီးတန်းပြီးရုပ်ပေါက်တာဖြစ်ပါတယ်အခုလိုချိန်မှာမိသားစုတွေဆုံရှုံထားတဲ့လူတွေရှိတယ်မိသားစုတွေပျောက်နေတဲ့လူတွေရှိတယ်မိသားစုကိုရှာဖွေနေတဲ့လူတွေရှိတယ်နောက်ဆုံးစာကြောင်းတစ်ကြောင်းကတော့စရင်သွင်းပြီးတော့ငွေဖြည့်သွင်းပါကတင့်အားအနောက်ရှက်ပေးမိမဟုတ်ပါဆိုတဲ့စာကြောင်းပါပဲ ပြောချင်တာက DSMS ကိုကျွန်တော်တို့လည်း subscribe လုပ်ထားတဲ့လူတွေလည်းမဟုတ်ဘူးကျွန်တော်အနေနဲ့ဒါကိုလည်းကျွန်တော်တို့တက်တက်ကြီးယူထားတဲ့လူတွေလည်းမဟုတ်ဘူးကျွန်တော်ဆိုအလောင်းကစားကိုဘယ်လောက်တိ against တွေလဲဆိုတော့လူတွေတော်များသိပြီးသားဖြစ်တယ်ပြီးတော့ပို့အစိုးဆုံးကဖုန်းနံပါတ်တစ်ခုတည်းကနေပြီးတော့စတိုက်ပို့တာမဟုတ်ဘူးဖုန်းနံပါတ်ဒါကျွန်တော်တို့တစ်ခုကို block လိုက်ပြီးဆိုရင်နောက်တစ်ခုကနေနောက်တစ်ခုအနေနဲ့ block ကျွန်တော်ပို့တာဖြစ်ပါတယ် တော်တော်ကြီးကိုအခြေအနေတွေအရဆိုးရွားပါတယ်အဲ့တော့ဒီညမှာဒါကျွန်တော်တယ်လီကောမရကွာခြင်းလဲကွာမမကွာခြင်းလဲမကွာကျွန်တော်မသိပါဘူးကျွန်တော်ဂယုလည်းမဆိုင်ပါဘူးဒါပေမဲ့ခင်ဗျားတို့တယ်လီကောမနေနေကျွန်တော်တို့ဘာမှမလုပ်ထားတဲ့အရာတခုကျွန်တော်စီကို message တွေလာပို့နေတာကဒီလိုမျိုးအချိန်မှာပို့ပြီးတီးခံရဆိုးပါတယ်ခုနကပြောဒီလိုမျိုးစောက်ရမ်းပူဆွေးပြီးအကုန်လုံးဘူပြီးတော့ရင်ဘတ်ထဲမှာပန်းနေပွင့်နေတာမဟုတ်ဘူးဒူးရင်းသီးတွေတီးနေချိန်မှာဒီလိုမျိုးစရင်သွင်းပြီးငွေဖြည့်သိမ်းပါကတင့်ဟာအနောက်ရှက်ပေးပြီးမဟုတ်ပါဆိုတဲ့ဒါကျွန်တော်တို့ black may ဆန်ဆန် ကျွန်တော်တို့ငွေညှစ်မှုဆန်ဆန်စကားလုံးတွေပို့နေတဲ့ဥစ္စာကိုလူကြီးတို့အမိနဲ့ဒါခုနပြောလိုပဲတရာကတရာမိနစ်တွေပေးတာလည်းဆိုင်ဒါတွေကိုရက်တက်ပေးမယ်ဆိုတော့ကျွန်တော်တို့ဒါလူငယ်တွေပဲဖြစ်ဖြစ်ကျွန်တော် တာမန်ပြည်သူတွေနဲ့အများကြီးကျေးဇူးတင်မိမှာဖြစ်တယ်ကျွန်တော်ပြောပြစီအဲ့တော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုဒီနားမိုင်းနားခြင်းနဲ့ခိုင်းလို့ရှင်းမနေပြောဒါကျွန်တော်ကုညီတောင်းခံအပ်တဲ့ဥစ္စာဖြစ်ပါတယ်လူကြီးမိများခင်ဗျကျွန်တော်တို့အများကြီးကုညီပေးကြပါအောင်ခုနပြောလိုပဲလက်ရှိမှာငွေအားတွေမဟုတ်ဘဲဒီလိုမျိုးပောက်ကေးရစာတန်းတွေကိုပို့နေတဲ့လူတွေကိုလည်းလုပ်ပြပါအောင် အလှလူတွေကိုဖမ်းပြတာမဟုတ်ဘဲတကယ်ကူလဲကြားဖြတ်နေကူလဲရှင်းလင်းပေးကြပါဦးဒီနေရာကနေပြောချင်ပါတယ်အဲလူကြီးမင်းများကိုလဲအများကြီးအများကြီးကြူတူပါတယ်တယ်လီကွန်ကလူကြီးမင်းနေနေနဲ့ VPN ဘာညာကိစ္စခဏထားပါဒီလိုမျိုးစောက်ပေါက်တကယ data breach ဖြစ်နေတဲ့ကိစ္စကိုအရင်ဆုံးဖြေရှင်းပေးပါအခုချိန်မှာလူတွေပူလောင်နေပါတယ်ဖုန်းတစ်ခါလှုပ်တိုင်းရင်တုံရတဲ့ဝေဒနာကိုခင်ဗျားတို့မပေးပါနဲ့ကြားဖြတ်ရတော့သူ့လို့သူ့လို့နော်ပြကြားဖြတ်ကိုခင်ဗျားတို့တွာတာလို့ရမှုကြားဖြတ်ရတော့ကျွန်တော်တို့ဒါလက်ရှိ John Wick ခေါ်ပြီးဒါရှစ်ဖြေရှင်းမှရမယ့်နေသားတစ်ခုရောက်မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဘာမှလုပ်လို့ရမယ့်နေသားမှမရှိပါဘူးအဲ့တော့ပြောချင်တာက DRD ကိုတာစီနိုင်ငံတယ်လီကောမှာအပြည့်ရှိပါတယ်ကျွန်တော်သိပါတယ်တယ်လီကောနေတာ GD ကိုတာစီပေးကြပါအောင်ကျွန်တော်ပြောချင်ပါတယ်ခုနကပြောလိုက်တာကျွန်တော် keyword နဲ့ prompt နေနဲ့လုပ်မလား ဘာတွေလုပ်မလဲကျွန်တော်တို့ကကူညီပေးကြပါအောင်ခုနဘာလို့ပဲလက်ရှိမှာကျွန်တော်ပြောရတဲ့မှာနိုင်ငံရေးပါညာလဲဘာမှမပါရတဲ့ကြောင့်မို့ဒီဗီဒီယိုကတော့ခင်ဗျားတို့တက်ဖြစ်မှာပါအဲ့တော့တယ်လီကွန်ကလူကြီးမိမှာခင်ဗျာကူညီပေးကြပါအောင်ခင်ဗျားတို့ကူညီမှဒါကြီးကပပြောင်းဖြစ်ပါတယ်အခုလိုအချိန်မျိုးမှာစည်ရင်သွင်းပြီးငွေဖြည့်သွင်းပါကတင့်အားအနောက်ရှက်ပေးမိမဟုတ်ဆိုတဲ့စက္ကလုံကအင်မတန်မှအကြီးတက်ပါတယ်တယ်လို့တယ်လီကွန်ကဒီစက္ကလုံလာရဲဆိုရင်တော့ပို့ပြီးအကြီးတန်သွားဖြစ်ပါတယ်ဒါဟာကျွန်တော်တော်တော်ရင်ဆိုင်နေတဲ့ပုံပဲအခုလက်ရှိမှာမြန်မာပြည်ကလူတော်တော်များများဒါနဲ့ရင်ဆိုင်နေဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီဗီဒီယိုကိုတင်ဆက်လိုက်တာဖြစ်ပါတယ် ားလုံးမကြိုးတူပါနဲ့ကောင်းသောညလေးတညဖြစ်ပါစုစုမုံကောင်းတောင်းပြီးနေပဲတယ်လီကွန်ကညီကိုများကျွန်တော်ကိုကူညီပေးကြပါအောင်ကလပ်ပါပဲ။